ခိုင်ပြည်နယ်အတွင်းစစ်မှန်ရေးဆောင်ရှောက်မှုတွေကိုလုတ်ကင်နေတဲ့ MSF AZD အဖွဲ့ကို MOU ဖြတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေသိရှိရပါတယ်။အဆိုပါအဖွဲ့ကိုရခိုင်ပြည်နယ်အတွင်းကထွက်ခွာသွားဖို့ဖေဖော်ဝါရီလ22ရက်နေ့23ရက်နေ့24ရက်နေ့နဲ့25ရက်နေ့တို့မှာဆန္ဒထုတ်ဖော်မှုတွေကို၄ရက်တိုင်တိုင်ပြုလုပ်ခဲ့ပြီးမောင်းတော်မြို့နယ်ဒုချီရရန်ဖြစ်စဉ်နဲ့ပတ်သက်ပြီးရခိုင်ပြည်နယ်စစ်မှန်ရေးဦးစီးဌာနကိုပေးပို့စာမှာရခိုင်ပြည်နယ်ရဲ့လုံခြုံရေး တရားဥပဒေစိုးမိုးရေးငြိမ်ဝှက်ပြပြရေးနဲ့နယ်မြေအေးချမ်းသာယာရေးကိုပြတ်ပြားစေဖို့ဖျားယောင်းနှုတ်ဆော်တဲ့အထိပ္ပယ်ဖော်ဆောင်လျက်ရှိပြီးလူမျိုးစွဲပုံကိုယ်စွဲနဲ့ပဋိပက္ခဖြစ်အောင်သွေးတိုးဆန်းဖန်တီးမှုတွေပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသုံးသပ်တာကြောင့် IGO အဖြစ်မှတ်ပုံတင်ခွင့်ပြုခြင်းမှပယ်ဖြတ်ဖို့ MOU တည်တန်းတိုးခြင်းကိုခွင့်မပြုတော့ဘူးလို့သိရပါဗျ။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးရခိုင်ပြည်နယ်အစိုးရအဖွဲ့ကတည်င်းထုတ်ပြန်ရေးနဲ့မှတ်တမ်းပြုစုရေးဆက်ကော်မတီဥက္ကဋ္ဌဦးလှသိန်းက MSF AZG အဖွဲ့နဲ့ပတ်သက်ပြီးပြည်ထောင်စုဝင်ကြီးဌာနကနေရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးရက်စဲမယ်လို့သိရက MSF AZG အဖွဲ့နဲ့လက်မှတ်ထိုးထားတာကစစ်မှားရေးဌာနဖြစ်တာကြောင့်အဆိုပါဌာနကလုံးဝဖြစ်ပြီးပြည်ထရေးကတရားဝင်ဆောင်ရွက်ထားတဲ့ဆိုတာကို ပြည်내အဆိုရကိုတရားဝင်စာပို့ထားကအဓိကကတော့ MOU ရက်စဲဖို့ဖြစ်တယ်လို့ပြောပါရယ်ရခိုင်ပြည်နယ်အတွင်းမှာ MSF AZG အဖွဲ့ရှိတာဟာမလိုလားအပ်တဲ့ပြဿနာတွေကိုသာဖြစ်ပေါ်အောင်ဖန်တီးနေတယ်လို့ယူဆပြီးဆန္ဒထုတ်ဖော်ရတာဟာလည်း ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက်ဖြစ်ခါမထွက်မချင်းဆန္ဒထုတ်ဖော်သွားမှာဖြစ်ကြောင်းဆန္ဒထုတ်ဖော်ရမှာပါဝင်ခဲ့သူအမျိုးသမီးတအူးဖြစ်တဲ့ဒေါ်ညိုအေးရပြောပါရယ်